အားလုံးပဲမင်္ဂလာပါဒီကနေ့မှတော့ PDF တွေအတည်များလို့ခွေးတည်တာလောက်ဝမ်းမနေဘူးဟုတင်ငန်းပတ်ပေါက်ကိုတော့ဖွင့်ပြောလာတဲ့ရုပ်တံကိုတင်ဆက်ပေးချင်ပါတယ်ဥစဉ်တော့ကတော့သကိုင်းတိုင်းနဲ့ရပါတော့သကိုင်းတိုင်းနဲ့ကအကြောင်းလေးပဲဥစဉ်ကတော့ပြောပြချင်ပါတယ်ဗျသကိုင်းတိုင်းလေးရနေမှာဥစဉ်စီကိုပြည်သူစားဖို့ထားတယ်ပေါ့နော်အရှင်ဘုရားတပည့်တော်ကပလဲမြုံနေပေါ့နော်ဘယ်နေရဘယ်နေရဘဒူဘဒူပေါ့အရှင်ဘုရားမန္တလေးကနေတဆင်းနဲ့ဟောပေးစီချင်ပါတယ်ဖရားတဲ့2025 6လပိုင်း2ရက်နေ့မှမနေ့9နာရီမှယနေ့အချိန်ထိ ပလဲညုံနယ်တဲ့ကန်တော့စခန်းမှာအင်အားအလုံးရင်းဖြင့်အလိုက်ခံနေရပါတယ်ဗျာတဲ့ရဲနေရောက်ကြဆုံးဖြစ်ပြီးတဲ့လက်ရှိချိန်ထိနေရာကတော့တခုမှမပါသေးပါဘူးဗျာတဲ့အဓိကလိုအပ်တာခက်ရဖြစ်တင်ပေးဖို့ပဲလိုအပ်တယ်တဲ့စစ်ကူအရောက်ပို့ပေးရတော့ပို့ကောင်းတာပေါ့စစ်ကူရောက်ဖို့ပေးနိုင်ရင်ပို့ပါနော်စစ်ကူရောက်အောင်ပို့ပေးနိုင်တော့ပို့ပြီးမှဝမ်းတာတာပေါ့ဗျနော်စစ်ကူမပေးနိုင်ရင်တော့ခက်ရလိုအပ်တယ်လို့ဖြစ်တင်ဖြစ်တင်ပေးစီချင်ပါတယ်ဗျာတဲ့တပည့်တော်တို့စခန်းနဲ့ဘူကြီးဆက်တွေ့ရတာကတော့ရန်သူတွေဆေးရက်ထိခရန်ရန်သူတွေဘက်ကရန်သူတွေဘက်ကလည်းကြားတယ်ပေါ့နော် ဲ့တော့စကားထဲမှာစစ်တယ်များအလုံးဒီစိတ်ဓာတ်ပိုင်းဆိုင်ရာမချဆင်းအောင်ဒီနမကတိုင်မူကြီးပေါ့ဗျာတိုင်မူကြီးအနေနဲ့ဒီလက်နဲ့ခရရနေလိုအပ်တဲ့အင်အားတွေပါလေဖြည့်ဆည်းပေးဖို့အတွက်ကိုရှင်ဖရအနေနဲ့ပြောပေးပါဗျာတဲ့ဥစဉ်လည်းပြောလိုက်ပါမယ်တကားတော့ပေါ့နော် အဲရဲနေစစ်တဲ့တွေကအခုနဲ့ဆိုရင်ဟာအလိုရင်းနဲ့အတိုက်ခံရတာတော့ရရှိပါပြီဖရားတဲ့စိတ်တက်ကောင်းကြလို့အတိုင်းပြီးငါမတင်ငါစကားမကြသေးရဆိုတဲ့စိတ်တက်ဒီကောင်းကြလို့လားဒီလောက်ထိတောက်ခံနိုင်နေတာပါဖရားတဲ့အရှင်ဖရားတဲ့အထက်လူကြီးတွေတည်အောင်အမြန်ဆုံးကူညီပေးဖို့ပါတော့ကောအမြန်ဆုံးလိုက်ဖို့ပါနဲ့អော်ပေးဖို့ပါတော့ကိုတပိတော့အနေနဲ့မေတ္တာရခံတောင်းဆိုချင်ပါတယ်ဖရားတဲ့ဒါဥစဉ်စီကိုစာရေးတဲ့သူကလည်းတကယ်ကိုလေးစားစရာကောင်းတဲ့လူဖြစ်တဲ့သူကိုယ်တိုင်လည်းဒါတကယ်တတ်သိရှိတဲ့လူဖြစ်တဲ့သူကိုယ်တိုင်လည်းတကယ် ပြီးတိုင်းပြည်အတွက်တူရဲကောင်းပြီးသားရဲ့အထက်မှာပါတယ်လို့ပြောလို့ရတယ်နော်တကယ်တတိရှိရှိရဲရဲဝင်ဝင်ရှိတဲ့လူတယောက်ဦးသိန်းကတော့သူ့ဟုတ်လားလဲလိုက်ပြီးလို့တော့ဦးသိန်းကထင်တယ်ဗျာတော်လို့ဒါသူပြင်မဲ့ပြီးနောက်တစ်ယောက်နဲ့ပြောင်းလိုက်ပြီးလို့တော့ထင်တယ်ဗျာတကယ်ကိုလူတော်တယောက်အဲ့တကားနော်တကယ်ကိုလူတော်တယောက်ဦးသိန်းသူကိုစာပို့တဲ့သူကနော် အဲ့တော့နမကတိုင်မူကြီးလည်းပောက်ကိုတော့ပြောတဲ့ဟာကိုကြားတည်ပါစေလို့ပောက်ကိုတော့သုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာနော်ကြားတည်ကြားလဲကြားတည်တဲ့တိုင်းလည်းလှုပ်ဆောင်နိုင်ပါစေနမကတိုင်မူကြီးရဲ့ဆွမ်းဆောင်ရည်ကိုလည်းဦးစင်းတို့ကြားတည်ရတဲ့တကယ်ကိုဝမ်းသာပီတိဖြစ်ပါတယ်ဦးစင်းတို့ပေါင်းမြုံနယ်ကိုလည်းစစ်ကြောင်းတွေထိုးပေးတယ်စစ်ကြောင်းတွေလုပ်ပေးတယ်ဒီကြားထဲမှာ PDF တွေအထိနာတဲ့အကြောင်းတွေလည်းဦးစင်းတို့ဒီပောက်သူပေါ့ဗျာနော်ရုပ်မမြင်ပေါ့နော်ရုပ်ကတော့ပောက်သူဆိုရင်ချောရထဲပါမှာပေါ့နော်ချောရထဲတော့ပါမှာပေါ့နော်ဗရမ်းမာလေးပေါ့သူ့ကိုကိုတောင်းမာလေးဆိုရင်ပြောတာနော်အဲ့တော့ဒီကဦးစင်းနယ်ကြီးဆိုတော့ဦးစင်းနယ်လည်းသူမစိမ့်တော့ပါဦးစင်းနယ်ရပဲထင်ပါတယ်နော်ပောက်သူပေါ့နော် သူကတော့အတူတူကြီးကြတဲ့အကြောင်းလေလိုင်းမော်မှာပြောထားတာဒေါတာပေါ်ပဲလိုင်းမော်တင်လို့ဆိုပြီးမှနော်မတာပေါ်လို့အမှန်တော့ PDF တွေလည်းဒါစီကြောင်းထုတ်ရခါမှနော်များစွာတင်ရတဲ့တဲ့င်းတွေဥစဉ်တို့ကြားတရပါတယ်အဲဝမ်းတာလုံးတော့ပြောပြောတာမဟုတ်ပေါ့ဗျာနော်အဲဥစဉ်တို့ကတော့ PDF တွေကခွေးတရလောက်တော့ဝမ်းမနေပါဘူးဒါပြောပြောတိုင်းပြည်ဖြစ်တဲ့လူတွေဝို့ဗျအဲ့တော့ဥစဉ်တို့စီကြောင်းတွေထိုးပေးတယ်ဒီလမ်းခရီးရိတ်ခါကောင်ပို့ပေးတယ်အဲ့တော့နမကတိုင်မူကြီးနေနဲ့ဥစဉ်တို့တက်ကုန်းတို့ဝင်လဲတို့ပင်တောင်းတို့ဒီရုတ်ကွင်းတို့ပြည်သူစစ်ရွာတွေကိုအဲ့ဒီရိတ်ခါတွေကိုစီကြောင်းချင်းပြီးမှကြည့်ရောက်သွားပို့နိုင်ဖို့လဲထပ်ပြီးမှဥစဉ်ကသူတောင်းမဲ့တာပို့တိုက်ပါတယ်ဗျအနုညွန့်လဲမေတ္တာရက်ခံပါတယ်ဗျအားလုံးဒါပါပဲဗျ ကမ်ဘလူမျိုးပေါ်မှာတွေးတစ္ဆာတခြင်းကို မြို့ပတ်အော်ဆိုခဲ့တဲ့ပညာရေးဝန်ထမ်း၃ယောက်ဖမ်းဆီးခံရာစကိုင်းတိုင်းကမ်ဘလူမျိုးပေါ်မှာတွေးတစ္ဆာတခြင်းကိုမြို့ပတ်ပြီးအော်ဆိုခဲ့တဲ့ပညာရေးဝန်ထမ်း၃ယောက်ဖမ်းဆီးခံရပြီးနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့အမှုဖွင့်အရေးယူခံထားရတယ်လို့ပညာရေးဝန်ထမ်းအတိုင်းဝန်စီကသိရပါတယ်ဖြစ်စုကပြီးခဲ့တဲ့မေ22ရက်ညနေပိုင်းချိန်က KTB ကပြန်လာခဲ့တဲ့ကျောင်းဆရာကြီးအပါအဝင်ကျောင်းဆရာ၃ယောက်ဟာ မျိုးပေါ်ကိုပတ်ပြီးဆိုင်ကယ်နဲ့တွေးတစ္ဆာတခြင်းကိုအော်ဆိုရဲအဲ့ဒါကြောင့်သူတို့သုံးယောက်ဖမ်းဆီးခံရတာဖြစ်တယ်လို့ပညာရေးဝန်ထမ်းတစ်ယောက်ကပြောပါတယ်။အဲ့ဒီဖြစ်စုံမှာပါဝင်ခဲ့တဲ့ចောင်းဆရာ၃ယောက်ကတော့ကမ်ပလူမျိုးအမှတ်တိအခြေခံပညာထက်တန်းចောင်းចောင်းအုပ်ဆရာကြီးဦးမိုးထွန်း အထက်တန်းပြကျောင်းဆရာဦးစိုးတင်းဆိုသူနဲ့ကျောင်းရဆောင်ပညာရေးဝန်ထမ်းဦးညွန့်ဝင်းတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပညာရေးသူညံ့အန်းတုံးကြီးဟာပြီးခဲ့တဲ့မေ28ရက်ကကျောင်းသူညံ့အန်းထဲမှာအဖမ်းခံရတာဖြစ်တယ်လို့သိရပါတယ်။ကျောင်းအုပ်ဆရာကြီးဦးမိုးထွန်းကတက်ဆေဘက်ကနေပြောင်းရွှေ့လာတာမကြသေးဘူးလို့ပညာရေးတိုင်းအသူညံ့ရိုင်းနဲ့ညီဆက်သူတယောက်ကပြောပါတယ်။ အဲ့ဒီဖြစ်စက်နဲ့ပတ်သက်လို့ဖန်ဆီးခံရတဲ့ပညာရေးသူမြတ်အနိုင်ရဲ့မိသားစုသူမြတ်ရင်တွေကတက်ဆိုင်ရာလူကြီးတွေစီတောင်းပန်ခဲ့ပေမဲ့ဒီကနေ့အထိပြန်လွတ်လာတာမရှိဘူးလို့သိရပါတယ်။မြို့များအလုံးငလာညာကြမှာဗျ။ဒီကဦးစင်းမြို့များကိုတင်ပြချင်တာကတော့မန္တလေးတို့မန္တလေးသားရောမြန်မာနိုင်ငံတို့မြန်မာနိုင်ငံတို့ညာအလုံးရောအချမ်းဖက်တည်းရဲ့ခြေလေးကိုဦးစင်းကနေမှအလုံးကိုခြေမမီဖို့အတွက်ကိုဖြည့်ဆည်းကြွေးมาဖြစ်ပါတယ်ဗျ။ ဒီနေ့ဦးသိဖြည့်သေးပြည်လူဖြည့်သေးချချွေးတဲ့နေရာ၄ရက်6လပိုင်းအထောင်ထဲမှာ25ဖြစ်ပါတယ်ဗျဦးသိရဲ့အမှန်တရားမြေပြင်မှာဖြစ်နေတဲ့တည်င်းလေးပေါ့နော်အကျန်းဖက်တွေဘလောက်ကြီးပဲပြည်သူကိုဘလောက်ဘလောက်ကျင်းထည်တယ်တက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်အထင်အမြင်လွဲအောင်ကြောင်ကြကြလိန်ညာတယ်ကြောင်ကြကြယုတ်ပါတယ်ကြောင်ကြကြလှည့်ပြားတယ်ဆိုတဲ့အရာကိုပြည်သူတွေကိုပေါ့ကူတော့အခုပြောမယ့်ဟာကိုလည်းပြည်သူတွေနဲ့ပြည်သူတွေအားလုံးကထမင်းစားလာတယ်ကိုယ့်အကူချင်းချင်းပြီးမှယုံပါ ပဲကိုတော့ပဲတော့ယုတ်တိရှိလားမရှိဘူးလားဟုတ်လားမဟုတ်လားဆိုတော့ပေါ့ဗျာနော်မန္တလေးမှာဦးဇင်းတို့6လပိုင်းတရက်နေရဖြစ်သွားတယ်ပေါ့ဗျာနော်ဘာဖြစ်တော့တို့တို့ရေးထားတာကယနေ့နေ့လေတုံးနာကြီးကြော်ကန်းကားတဲ့ဆက်ကကများဘဲမှာလက်နေကြီးများဖြင့်ရန်တပစ်ခရမှာဝတုံတရာရှိနေနေတလုံးပေါ်ကြာရောက်ပြီးတဲ့ပောက်ခွဲပြီးအခြား data မှာရောက်ရှိနေတော့အမျိုးသမီးငယ်တဲ့ဦးတေဆုံးအမျိုးသမီးငယ်တဲ့ဦးဒဏ်အားပြေထန်ရရှိပြီးရောဂါအမျိုးသားတဲ့ဦးဒဏ်ရာလဲငယ်ရရှိကြောင်းတင်ရရှိပါတယ်တဲ့ထို့ပြင်ညနေပိုင်းပတိမြို့နယ်မြက်ကန်နာရွာပါဘုံဝတုံတရာလက်နေကြီးချင်းလက်နေချင်းများနောက်တစ်ကြိမ်ထပ်မံကြာရောက်ပြီး ညကန္နာရမှာတော့ဝတ္တနာဘနောက်တူထပ်မှန်တန်းရကြီးနေမြပျက်စီးခဲ့ကြောင်းသိရှိရပါတယ်တဲ့လည်းလို့ရေးထားတယ်နော်ညကန္နာဒီတမ်းတော်ရဲ့ viewer ကညကန္နာမှာရှိတယ်ဝတ္တန္တရာနဲ့ညကန္နာကတရားပဲခြားတယ်ဝတ္တန္တရာနဲ့ညကန္နာရှိမှထမ်းမြင်ကုန်းရှိတယ်အဲ့ထမ်းမြင်ကုန်းကအရင်ကအကျန်းဖက်တင်ဒီနေ့ဘလောင်နေနဲ့ PDF တွေနဲ့စိုးမှုထားတယ်ယူထားတယ်အကြခင်၁၀ရက်၁၅ရက်လောက်ကပဲ၅လပိုင်းလောက်ကပဲအဲ့ထမ်းမြင်ကုန်းပြန်ရအောင်တိုက်တိုက်ထားတယ် ဒါမှမဟုတ်ဒါလည်းနဲ့ပြည်သူစစ်တိုင်းပြည်သူစစ်တွေနဲ့ဒါဝင်လိုက်လို့ခဏခဏပြောင်းရတာ။ဒီဝန်ထုံးနာနဲ့ညကနာပြူဟာနဲ့ကညကနာမှာပြူဟာရှိတယ်ဆေးချောင်းရှိတယ်စစ်သားရှိတယ်။အဲ့ဒီတရားချတဲ့အဲ့တော့ခင်ဗျလက်နဲ့ကြီးနဲ့ဘာလက်နဲ့နဲ့ပြစ်လိုက်တာလဲ short တိုက်လုံးနဲ့ပြစ်လိုက်တာလားဘလိုအားနဲ့ပြစ်လိုက်တာလဲနော်ဘလိုအားနဲ့ပြစ်လိုက်တာလဲအဲ့တော့ခင်ဗျလက်နဲ့ကြီးနဲ့ပြစ်ထားတရားကိုချတဲ့အဲ့ဒီလက်နဲ့ကြီးကအဲ့ဒီတရားလောက်ပဲရောက်တာလားတရားလောက်ပဲရောက်တာလားခင်ဗျတို့စဉ်းစားနော် ဒီတရားလောက်လေးခြားတာကိုဒီဖိုကျူးတွေဘာတွေက122တွေကတရားလောက်ကလေးဝါရပြန်လောက်ပဲဝါနဲ့ပြန်လောက်ပဲရောက်တာလားပြည်သူများကိုဒါရင်းထဲတာကိုဂျင်းမမီတို့အတွက်ဦးစင်းကဒါပြည်သူများကိုပြောပြချင်ဖြစ်တယ်ဒီစင်းနဲ့ပတ်တယ်ပြီးဒါကိုလည်းခစ်တီတို့ကလည်းတင်ထားတယ် BBC တို့ကလည်းဒါကိုပြောထားတယ်ကိုဘက်က lobby တွေအကုန်လုံးပေါ့ဗျာအကုန်လုံးကလည်းတို့တို့ကလည်းဟုတ်လားတိုင်းပြည်ဖြတ်ပြည်ဖြတ်တွေအကုန်လုံးကဒါကိုတို့လိုပြောထားတယ်လက်နေကြီးနဲ့ကြားတယ်ပြည်သူတွေတဲ့နတ်ကန္တာဘက်ကထိခိုက်ဒဏ်ရာရတယ်ဝက်တော်ဝက်တော်တို့ကမြတ်ကန္တာမှာဦးစင်းတို့တတ်မလို့ဆုံးမထားတာလေဝက်တော်တို့ကလည်းမြတ်ကန္တာတရားပဲခြားတာလေအဲ့တော့ short တိုင်းတော့နဲ့ပြတဲ့အကရန်တိုင်းပြီး ရှော့လိုက်တုန်းကဘသူတွေပြစ်ထားလဲဘသူတွေလောက်ထားလဲဒီလိုများအားလုံးကောက်ကောက်ကွယ်ဝတီအောင်ဒါဥစဉ်ကပြောတာချင်းဖြစ်ပါလေဗျနော်ကောက်ကောက်ကွယ်ဝတီအောင်ဒီပြည်သူတွေရှိတဲ့နေရာကိုပဲဖြစ်ပါဥစဉ်တို့ညကန်တော်ပြစ်တယ်ဟာစစ်သားတွေရှိတဲ့နေရာတို့တို့ရှော့လိုက်တုန်းနဲ့ပြစ်ထားလက်ကန်နေအခုကတို့တို့ကရမ်းတာပြီးမှဘသူပေါ်ကြကြငါပေါ်ကြကြကွာဆိုပြီးမှရမ်းပြီးမှရှော့လိုက်တုန်းဆိုတဲ့အားရအရာမျိုးကလည်းခင်ဗျားတို့စဉ်းစားကြည့်နော်နေရာလိုက်ခံမလို့မရအောင်ဒီကတက်မလို့ပဲကလက်နဲ့ကြည့်နေပြစ်ပြီးဆိုရင်တော့ဘယ်နေရာ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 ဆိုတော့ဟိုပြစ်ထားမိုင်းဘလောက်မိုင်းဘလောက်ဆိုအခွင့်အရေးရောက်တာနော် ဝါရပြန်တော့ရောက်တဲ့လက်နဲ့ကြီးမဟုတ်ဘူးတမတော်ပြောကောဒီရကန်တော်တို့ပြောကောတို့မှချထားတဲ့လက်နဲ့ကြီးတွေကဝါနဲ့ပြန်တော့ရောက်တဲ့လက်နဲ့ကြီးတွေမဟုတ်ဘူးမိုင်ပေါင်းတောင်များစွာတို့ရတဲ့လက်နဲ့တွေဒီအဲ့ဒီမြကန်သားလည်းမရရဟိုဘက်ရောက်ကြည့်ရောက်ပါမယ်ဂျင်နရာဘက်ရောက်ချင်ရောက်ပါမယ်ဒါပေမဲ့ဒီဘက်မှာတချို့ကမြေတူတွေရှိပါတယ်ပြီးလို့တကယ်လို့လားခင်ဗျာဒီလိုတမတော်ဘက်ကဒီလက်နဲ့ကြီးနဲ့ပြစ်တာမှန်ရင်ချမ်းမြေကုန်းမှာကလည်းပြည်သူစစ်တွေတမတော်သားတွေဝတ္တန္တရာဘက်မှာလည်းပြည်သူစစ်နဲ့တမတော်သားတွေကိုလူတွေပေါ်မှန်ပါပေါ့ကိုလူတွေပဲပြီမှာပေါ့အဲ့တော့ရန်နာပြက်ကလက်နဲ့ကြီးကမီဒီယာအကြမ်းဖက်တွေ နော်မန္တလေး PDA ကျန်းဖက်တွေနဲ့တရနေ့ဘလောင်တွေပြလိုက်တဲ့လက်နဲ့ကြီးဟာဘယ်ပေါ်ကြလားပြည်သူပဲထိလိုက်တာလားတပ်မတော်ဒါတွေပြပလာစားတွေပဲထိလိုက်တာလားဆိုတော့ပြည်သူများအားလုံးစဉ်းစားဖို့ပြောတော့ရနော်အဲ့တော့ဂျင်းတင်းတွေကိုမယုံဖို့အောင်ပြကအချင်းဖြစ်ပါတယ်ကနော်တပ်မတော် viewer ကိုမြတ်ကန္တာနဲ့ဝက်တုံတရာကဒါရပဲချပါတယ်ဝက်တုံတရာနဲ့မြတ်ကန္တာရှင်မှာခမ်းမြင်ကုန်ရှိပါတယ်ခမ်းမြင်ကုန်မှာလွင်ကတော်ဆယ်ရက်15ရက်လောက်ကတပ်မတော်နဲ့ပြပလာစားရင်နဲ့ဝင်ပြီးမှပြန်ပြီးမှတိတ်ထားပါတယ်ဆိုတော့ပြည်သူများအားလုံးသိစေချင်လို့ပါဗျဒါကတော့ဒါမန္တလေးမှာဖြစ်သွားတဲ့ဟာတွေကိုတို့တို့မမ်းမြေပြင်အခွဲများအတွက်ဒါ MDY ပေါ့ဗျာ MDY ရဲ့ဒီမန္တလေး PDF အဖွဲ့ပေါ့ဗျာမန္တလေး PDF ဒီကနေမှဒါကိုတင်ထားတဲ့အတွက်ကြောင့်ဥစဉ်တို့တွေ့လို့ဒါလေးကိုဥစဉ်ကကြောက်ကြခြင်းဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့